အနဝိဇာနိကမ္မာနိအပြစ်ကင်းသော အလုတ်တို့ကို ပြုလုပ်ခြင်းသည်မြတ်သောမင်္ဂလာတန်စဉ်ပြည်မျိုးလူထုအကျိုးကောင်းကျိုးဆောင်ရွက်စေအဲဒါမဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေတဲ့ အသက်မွေးဝမ်းကြောင်းအတွက် လူတိုင်းလူတိုင်းအလုံးလုံးကြရပါမယ်ဒီလိုအလုံးလုံးတဲ့အခါမှာတဲ့အပြစ်ကင်းတဲ့အလုံးဖြစ်ဖို့ပညာတွေသင်ယူရတယ်အတွေ့အကြုံတွေရယူရတယ်ဓမ္မတာလင်းတဲ့အနဝိဇ္ဇာနိကမ္မာနိမင်္ဂလာဖြစ်ပါမယ် အပြစ်ကင်းတဲ့အလုပ်ဆိုတာတဲ့ဥပရေနဲ့မကင်းတဲ့အလုပ်လိန်ညာခေါင်းပုံဖြတ်တဲ့အလုပ်ပေါ့ဗုဒ္ဓဒေသနာမှာတဲ့အပြစ်ရှိတဲ့အလုပ်၅မျိုးဟောထားပါတယ်ကျွန်းစနစ်လူလိန်ဖြောဖြည်းလုပ်ငန်းတွေလှုပ်ရှင်အတ္တမစိတ်ခိုင်းခြင်းနံပါတ်၄ တတ်ဖို့အတွက်တာငါများမွေးမြူခြင်းရောင်းဝယ်ခြင်းနံပါတ်3လက်နက်များ ရောင်းဝယ်ခြင်းထုတ်လုပ်ခြင်းနံပါတ်4အစိတ်များရောင်းဝယ်ခြင်းထုတ်လုပ်ခြင်းဟောစိတ်ပညာအရက်စိတ်ပညာအတွက်အသုံးပြုလာမှာတပါပေါ့နံပါတ်5ကမူရစေဝါများရောင်းဝယ်ခြင်းဖောက်ကားခြင်းထုတ်လုပ်ခြင်း ဒီ၅မျိုးဟာတဲ့အပြစ်မကင်းပါဘူးတဲ့ဒါကြောင့်လူတွေဟာဘဝယက်တည်ရဲ့အတွက်ပညာတွေသင်ကြားရတယ်အတွေ့အကြုံတွေယူကြရတယ်မိမိမိသားစုယက်တည်ရဲ့အတွက်တဲ့မိမိကစီးပွားရှာ လုပ်ကိုင်းတဲ့အခါမှာဒီ၅မျိုးကင်းရမယ်ပေါ့နော်လူတွေကအလုံးလုံးတဲ့အခါမှာကိုယ့်ရဲ့ဘဝဘေးအခြေအနေရရအလုံးလုံးရတာရှိတယ် ကိုစိတ်ကြိုက်လိုရတာလည်းရှိတယ်မြည်သူဖြစ်စေတဲ့အပြစ်ကင်းရပါမယ်တဲ့เนาะဟိုဘဝဆိုတာကလည်းခက်ခဲမှုကြံတမ်းမှုဘောင်းဆောင်ရှိပါတယ်ဒီလောကရန်တွေကိုကြံ့ကြံ့ခံပြီးတော့အနဝိဇ္ဇကမ္မအပြစ်ကင်းတဲ့အလုပ်ကို လုပ်နိုင်ရင်မင်္ဂလာတပါလို့မြတ်စွာဘုရားဟောတော်မူပါတယ်ဒီထက်မိမိကစွန့်နိုင်လို့ပြည့်စုံနေဆိုရင်